ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ break အဲ channel နေရာတွေမှာစစ်တီတွေပေါ့နော်အဲဗမော်ပေါ့ဗမော်ဘက်ကိုကျွန်တော်သွားကြဆိုဗမော်ဆိုလို့ရှိရင်လဲအဗမော်တော့ပြတ်သားတယ်အဲသူတို့ပြတ်သားတယ်တလားရခိုင်ပြည်နယ်မှာသာဒီလောက်မပြတ်သားလားဗမော်မှာတော့ပြတ်သားတယ်ဘာဘာကြောင့်လဲတော့မသိဘူးတဲ့အဲ့တော့ဗမော်ရဲ့ပြတ်သားချက်ကလည်းအထူးယူစရာပါဟိုတနေ့က KIA ကဝင်ခံတယ်လေသူတို့ရဲ့သူတို့လူ38ယောက်ပညာပညာပဲလောက်ရသေးတယ်တဲ့ လီနဲ့အစာကောက်သွားအကုန်လုံးပါသွားပြီတခါပဲလာလို့ဟုတ်လားဒါကြတော့ဝန်ခံတယ်နော်ကျွန်တော်ဒါမျိုးတွေသိနေအချင်းချင်းရှိနေပါပြီလို့နော်ကျွန်တော်မပြောချင်လို့ပါအောင်လို့နော်ဟုတ်လားအဲ့တော့မပြောချင်လို့ပါအဲ့တော့ဘာမှမအဲ့လိုမျိုးဖြစ်တာတစ်ချိန်လည်းမဟုတ်ပါဘူးနှစ်ချိန်လည်းမဟုတ်ပါဘူးသုံးချိန်လည်းမဟုတ်ပါဘူးလို့နော်မိုင်းချရန်ထွက်ထွက်တာနဲ့အစာကောက်ခံရတာလို့နော်ဟုတ်ပါလား လေးမိုင်မလို့ဘာလို့မှလဲထွက်ထွက်တာနဲ့အစာကောက်ခံရတာဝင်လာတဲ့ဖျားကုန်းလို့လဲထွက်လာတဲ့အစာကောက်ခံဘယ်နှကြိမ်အောင်ရှိပြီလဲမသိတော့ဘူးဒါအဲ့တော့ဒီတစ်ခေါက်တော့သူတို့ဝင်ခံတယ်မဆိုးပါဘူးကိုနေပြောလို့ရှိရင်ငွေရတို့အဲဒီဘိန်းနေဒီစေသွေးကြထောက်ခံသူတွေကဟာဘောမကြီးရဲ့ဒီလိုပြောရဲဆိုလောအောင်မှာအမှန်တကယ်ကနောက်တကယ်ဒီတဲ့ခံရတာအများကြီးရှိပါသေးတယ်နော်အဲ့တော့အဲဗမောကတော့ပြတ်သားပါတယ်ဒါပေမဲ့တော့ဗမောနေနဲ့လေဒါမျိုးရေရှည်ကြီးတော့မကောင်းဘူးထင်တယ် လုံရင်တစ်ခုခုလုံမလုံပဲနဲ့နိုင်ငံရေးအောင်ဗရိယံဗရိယံလုံနေရလဲမဟုတ်သေးဘူးဆိုလိုချင်တာကထပ်ပါစကခနော်27ခုကန်တာကြားပဲခောက်သွားတယ်ခောက်သွားနေကြည့်ပါလားနော်အဲ့တော့ဘာလုံမှလဲပြောပေါ့မေးရမှာဖြစ်ဘာလုံမှလဲပြောတက်တွေကတော့အေးဆေးပါပဲနော်ထိန်းနိုင်တယ်ဒီလိုမျိုးမျိုးဤရောဤရောနေနေသွားမှာလားတခုခုလှုပ်ချင်နေပြီ ကိုထိုင်ဆောင်နေအောင်သမင်းစားပြီးတော့သိရမလားကိုဘက်နဲ့ဒီဘက်နဲ့ချောင်းပြီးတော့ဟိုထိုင်ဆောင်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့စစ်တီတွေအနေနဲ့ကလည်းတခုခုတော့သူတို့လုတ်ချင်ပြီလုတ်ချင်ပြီဆိုတာကကျုပ်တို့ဖောက်ထားရမလားကျုပ်တို့ဒီတပုံကိုအမုတ်ချေရမလားနော်တပွဲပဲတပွဲပဲလားတိတ်ချလားအေးတိတ်ချရင်တေချာတပတ်ပဲအချိန်ပေးကျုပ်တို့ဟိုနိုင်စာမှာတန်းစီပြီးသားဖြစ်စေရမယ်ဆိုတော့စစ်တီတွေအများကြီးရှိတယ်အဲ့လိုတွေကိုစကောင်းကြပါလားအဲ့တော့ ဗမာအနေနဲ့ထိန်းထားနိုင်တယ်နော်စစ်တီတွေအမှနေမြေတွေအောင်မြေတွေရှင်းနေတယ်နော်ကျွန်တော်တို့ဒီမြို့ထဲမှာအောင်မြေတွေရှင်းနေတယ်ပြီးတော့တက်ကလည်းစီလုံးနေနော်ဗပောင်းစုံမှာဒါတက်ကအားလုံးအခုခံထားနိုင်ပြီသားနေရာပေါင်းစုံ၄မိုင်တို့နောက်ထပ်ဒီတက်ကတူတို့နောက်ထပ်ဒီကုန်လုံးပါဗျာဒီတက်တွေတခုမှမကြပါဘူးကြားတဲ့တက်ကကြားလာမို့နောက်ဆုံးပေးတဲ့တက်တခုနှစ်ခုတော့ရှိတယ်ဗျာနော်ကျန်တာတွေကအားလုံးထိန်းထားနိုင်ပါလားအဲ့တော့ အဲ့အတွက်ကြောင့်မို့လို့ဒီပေါ့ဗျာနော်ဟိုဗမော်အခြေအနေကတော့အဲကောင်းကောင်းထိန်းထားနိုင်ပေမဲ့ဗမော်စစ်တီရဲ့ဘက်ကကျွန်တော်ကိုချင်းစာကြည့်လိုက်တဲ့ခါမှာသူ damage ကြီးနေမကျင်းဘူးမနေကျင်းဘူးနော်တိုက်ရမလားနိုင်စာရီးတစ်ချောင်းနာနိုင်စာရီးပုတ်ကျိတ်လိုက်မယ်ဟုတ်လားကျွန်တော်တို့အေးအဲ့လိုမျိုးအခုတော့မဟုတ်ဘူးငါတက်လာမှတိုက်ဆိုတဲ့ပုံစံမျိုးကြောက်ရလဲမဟုတ်သေးဘူးလေနော် ဒီအဲ့တော့ဒါကဗမောအချင်းတွေပေါ့အဲဗမောအောက်ကိုဆက်ပြီးတော့ကျွန်တော်တို့ကချင်ပြည်နယ်အောက်ကိုထပ်ဆင်းလာမယ်ဆိုရင်တော့စကိုင်းစကိုင်းလည်းဒီလိုပဲအဲစကိုင်းတိုင်းမြောက်ပိုင်းကတော့ CA အဖြစ်မတိမ်မင်းလို့ပြောလို့ရတယ်နော်အဲ့တော့နာမခါကိုပြောစကိုင်းတိုင်းကိုပြောပြီးတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မြောက်တိုင်းစစ်ဌာနချုပ်ကလည်းအဲတပုံကလည်းကြားချောင်းချောင်းနေတာအဲ့တော့ကျွန်တော်ဒေသတရင်ရင်းမြစ်တွေနဲ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကျွန်တော်သုံးသပ်ကြည့်ပါလေအဲသုံးသပ်ကြည့်တဲ့အခါမှာ နမခအနေနဲ့ကသူတို့မှာအားသာချက်ကအဲဆက်တက်လေဒီကတော်တော်အားကောင်းတာပဲတဲ့လားအဲဆက်တက်လေဒီကိုအဲဘယ်လိုခေါ်မလဲဒီဆက်တက်လေဒီနဲ့နေမယ်နမခပတ်ဝန်းကျင်အနိုင်ဆုံးပေါ့ရွာ90ကျော်အထက်ပို့ပြီးတော့စုံမထားနိုင်တယ်အဲမနေ့ကဆိုလို့ရှိရင်သူတို့ဘက်ကလည်းအဲပြောဆိုလာရရှိတယ်ပေါ့နော်ဒီချောင်းမှာနော်ဒီ ဆက်တက်လေဒီနဲ့လာပြီးညဘက်ကြီးစော်သွားတာရှိတယ်ဆက်တက်လေဒီရဲ့အာသာချက်ကကြိုက်တဲ့ချိန်ပြန်တန်းလို့ရတယ်လေစီတက်တာလေအဲနောက်တစ်ခုကပထဝီအငိုက်အချိန်အငိုက်ယူလို့ရတယ်ဒါအစလိုချင်တာကအလင်းရောင်သူတို့မမြင်ရအောင်လို့လေအလင်းရောင် အချိန်လေးမနဲ့မိုးလေးမိုင်းတို့ညမိုးချုပ်ပိုင်းတို့ဆိုတော့ဘယ်ကဘယ်လိုလာပြစ်သွားလဲတက်ပြစ်သွားမှမသိမှာမဟုတ်အာဆက်တက်လေဒီရဲ့အာသာမှုအဲ့ဒီတကြောင်မို့လို့နမခအနေနဲ့ကတော့အဲဒါကစီရအပြစ်တာလည်းပြောလို့မရပါနဲ့လေစီရအပြစ်အဲရန်သူဖွဲ့စည်းလို့မရအောင် စုစည်းလို့မရအောင် အမြဲတမ်းတော့6လန့်ထားနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲ့တော့နမခချင်းတွေကဒီကဲ့သို့ဒီကဲ့ချမ်းသာရှိတယ်ပေါ့ဗျာနော်အဲ့တော့ဟုတ်ပါပြီညီကိုမောင်မောင်များရဲ့ဟနော်အဲ့တော့ကျွန်တော်ဒီနေ့အဓိကပြောချင်တာကတော့အဲဒီနောက်ထပ်ပေါ့နော်ဟို MNDAA အနေနဲ့ကလည်းကျွန်တော်ပြီးခဲ့တဲ့တစ်ခါကသုံးသပ်ထားသလိုပဲကျွန်တော်စီယူသုံးသပ်တာပါကျွန်တော်ဘာမှမသိပါဘူးနော်အဲကျွန်တော်သိတာကကျွန်တော်ရတဲ့အချက်လက်တွေ data တွေပေါ်မှာအဲကျွန်တော်ရဲ့အတွေ့အကြုံ เนาะเอ่อကျွန်တော်ရဲ့ဒီစာပေလေ့လာမှုဒီအားတွေပေါ်မှာအခြေခံပြီးတော့ကျွန်တော် theory အယူဆလုပ်ပါတယ်အယူဆလုပ်တဲ့အခါမှာ MNDAA ဟာနောက်ဆုတ်သွားမယ်လို့เนาะအဲညှိနှိုင်းပြီးနောက်ဆုတ်သွားမယ်လို့ကျွန်တော်ပြောခဲ့တာရှိတယ်အခုအဲပြောရတဲ့အတိုင်းပါပဲအခုဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနောက်ဆုတ်သွားပြီเนาะအဲနောက်ဆုတ်သွားပြီ TNL လည်းနောက်ဆုတ်မှာပါကျွန်တော်သုံးသပ်ရတော့ဆိုရှင်တော့ TNL ရဲ့ဘာကြောင့် TNL ရပို့ပြီးတော့နောက်ဆုတ်မှာပါနည်းနည်းလေးတော့အခုတင်းခံနေတာပါเนาะ TNL ရဲ့နောက်ဆုတ်မှာပါအဲ AA အနေနဲ့ကတော့ တိုက်ရမှာအေးအေးကတော့မဟာဗျူဟာချပြီးတိုက်ရမယ်ပုံစံရှိရနော်မဟာဗျူဟာမချလို့ကတော့ခင်ဗျားတို့ဒီတိုင်းသွားလို့ကတော့ခင်ဗျားဒီတိုင်းပဲဒီ theory တိုင်းပဲသွားမှာဒီ theory ကိုဖောက်ထွက်ဖို့ဆိုရှင်မဟာဗျူဟာကိုကျွန်တော်ကျင့်သုံးဖို့လိုတယ်အဲ့ဒီမဟာဗျူဟာကဘာလဲဆိုရင်ကျွန်တော်ဆန္ဒပြောတာရင်လုံလောက်နေပြီကျွန်တော်ထင်တယ်နော်အဲ့တော့အဲ့တော့အခုလက်ရှိစီးရေးချင်းနေမှာအဲကျွန်တော်ကာကနနာသုံးသပ်ပြပြီးပါပြီလို့ကျွန်တော်အယုံကြည်ပါတယ်အဲ့နောက်ထပ်အဲ့တောင်ပိုင်းချင်းတွေကတော့ AC ပါနော် ACC လို့လည်းပြောလို့ရတော့ဗျာနော်အခုကရင်ပြည်နယ်နဲ့ဒီကျွန်တော်တဝဲဘက်အချင်းနေပေါ့တဝဲမှာတော့အဲစစ်တပ်ကစစ်တပ်ကအသာစီးရနေတယ်တာစီးရဘာကြောင့်အသာစီးရဆိုတော့ drone နေနောက်တစ်ခုကပြတ်သားမှုပြတ်သားမှုကအသာစီးရနေတယ်အဲလိုအပ်တဲ့နေရာအားလုံးကိုအဲပြတ်ပြတ်သားသားချိန်မုံနိုင်တဲ့အတွက်ကြောင့်မို့တဝဲမှာတော့အသာစီးလို့ပြောလို့ရတယ်ကရင်ပြည်နယ်အနေနဲ့ကတော့ကရင်ကလည်းကရင်ကလည်းပါဇက်ကသာပြောတာပါနော် စောတာနီတို့ကင်ကတက်မဟာအများကြီးရှိတာ哦ကင်ပြည်နယ်ကကျွန်တော်ကရင်ကကရင်တို့ပြောလိုက်မယ်ဟဲ့ဆိုရင်ကျွန်တော်ကရင်ပြည်နယ်ပဲတွေ့လို့မရအောင်ကျွန်တော်ကဘကိုးတိုင်းမှာထက်တွေ့ရမှာဘကိုးတိုင်းဒီနတန်ကွင်းတို့เนาะအဲဘယ်ကောင်ညောင်လေးပင်တို့တောင်တို့ဒီခရိုင်တစ်ခုလုံးကကရင်ထဲမှာထက်တွေ့ရမှာဖြစ်တယ်အဲ့တက်မဟာ3ရက်တက်မဟာ2ရက်ကျွန်တော်ထက်တွေ့ရမှာဖြစ်တယ်အဲ့တက်မဟာ3ရက်တက်မဟာ2ရက်တော့ KNU ဘ ഹു ရဲ့အဲထိချုံမှုကမှရှိတော့ညာလဲပဲကိုပိုင်ဆောင်ရွက်ခွင့်နေရှိနေတယ်လေအဲ့တကြောင်မို့လို့ အဲဒီကရင်တို့ပြောလိုက်လို့ရှိရင်ကရင်ပြည်နယ်ထဲမှာရှိသောကရင်ကတော့အရန်ကြီးလှုပ်ရဲမှာတော့မထင်ဘူးအဲတော့ပါတော့လဲပဲခူးတိုင်းကကရင်တွေကိုတော့သတိထားရမယ်နော်ပဲခူးတိုင်းကကရင်ကကျွန်တော်တို့ပဲခူးတိုင်းအနောက်ချမ်းကကျွန်တော်တို့ဒီအေအေနဲ့ပေါင်းချိတ်ဖို့ကြိုးစားနေတယ်နော်အေအေနဲ့ပေါင်းချိတ်ဖို့ကြိုးစားမယ်ဟုတ်လားကရင်ပြည်နယ်အထက်ကိုတက်မယ်ဟိဆိုကျွန်တော်ကြားရှိတာအောင်နော်ဒါမှမဟုတ်တစ်ခုတော့ရှိပါလေအဲကြားနဲ့ကရင်အဆက်မှာတော့တက်ကအားလုံး ူအစီအမံအနေနဲ့ထောက်ထားပြီးသားပါပဲနော်အဲ့တော့ကရင်နဲ့ရခိုင်နဲ့ချိတ်ဆက်မိသွားရင်ကျွန်တော်နေပြည်တော်လမ်းကျောကြီးကပိတ်သွားမယ်အော်နေပြည်တော်နဲ့ရန်ကုန်နဲ့ကချားသွားမှာပေါ့နော်အဲချားသွားမဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီညောင်ကျိုးကနေပြီးတော့ရှစ်ဆက်မတိုးလာဖို့ကတက်ကလိုအပ်တော့မဟာဗျူဟာအလုံးကိုထုတ်သုံးဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်တို့ဘုကိုတိုင်းရှေ့ချမ်းဖြစ်တဲ့တောင်ဟူလို့ ဒီညောင်လေးပင်တော့ကနေပြီးဒါရှစ်ဆက်မတိုးလောက်အောင်တော့လဲကျွန်တော်တို့နေနေချင်းတွေကိုသုံးသက်ကြည့်တဲ့အခါမှာအဲတတိတွေတတိဆရာကိုအမ်စီမံထားနိုင်တာတွေ့ရပါတယ်နော်ဒါမှလည်းတစ်ဖက်ကတော့ကျုံသွားတာအဲ့တော့စောတာနီနေပြည်တော်မှာတွေ့မှာဆိုတာဒီဘို့သူတို့အကြံစီကနော်ခင်ဗျားတို့ကြံခင်ဗျားတို့ပါဇက်တခြားဟားလိုက်လို့ရှိရင်နော်သွားမနေရမတိုက်ထားလို့ဆိုကျွန်တော်ကောင်းအောင်သိအဲ့တော့ ဟုတ်ပါပြီအဲ့တော့အဲ့ဘက်လိုမချိတ်ဆက်မိတော့အောင်ကျွန်တော်စူးစမ်းဖို့လိုတယ်အဲ့တော့မှသာလဲအခုဒီစီရေးမှာအဲ့တော့အဓိကဘာတွေပြင်ရမလဲဆိုလို့ရှိရင်စီရေးအယူဆသွားပုံလို့ဆောင်ရွက်ပုံတွေဟာနေရာဒေတာအလိုက်ကမူဝါဒလေးတွေချဖို့လိုတယ်အမိတ်စီစဉ်မှုတံတန်လေးတွေပေါ့နော်အဲ့တော့အခုလက်ရှိအခြေအနေမှာဒီတက်မတော်ရဲ့အဓိကအခုလက်ရှိရင်ဆိုင်နေရတာကတော့ဖျဲသည့်ဖျဲသည့်ဘာကြောင့်ပေါ်ရလဲဖျဲသည့်မဟုတ်ဘူး နော်ဒါအသီးတွေမဟုတ်ဘူးဒါတွေကမကျေနပ်ချက်တွေကြောင့်ဖြစ်တာတက်တွင်းစီးလုံးညင်ညွတ်မှုတွေလိုအပ်တယ်နောက်တစ်ခုကတော့ဒီဖျဲသီးဆိုတဲ့နေရာမှာလဲဟိုဒီဖျဲသီးဆိုတာကိုပြန်ထိန်းနိုင်မှုအတွက်ရန်ရရလိုအပ်တာပေါ့ဗျာနော်ရန်ရရလိုအပ်တယ်အမိတ်စည်းစိမ်မှုမှာတော့အောက်ခြေကစင်တရားဆောင်ရနိုင်တာဟုတ်မိတ်ကိုပို့ပြီးပေးထားတဲ့ဟာဥမာပြည့်လက်နက်ကြီးပြစ်ပါဟာပြစ်ပါဟာဆိုလို့ရှိရင်လက်နက်ကြီးကအကျွန်တော်ကငါးလုံးပဲပြစ်လို့ရတာအဲပြစ်တဲ့ငါးလုံးကလည်းဟိုတော်ရောက်တောင်ရောက်မြောက်ရောက် ကိုချင်းချင်းပြည့်နှစ်ဖူးပြည့်နှစ်ဖူးဒူးတွေဒူးပြည့်ဒူးကုန်တဲ့အဲ့တော့ဘာလို့အောင်လဲဆိုလို့ရှိရင်အဲတက်မှာကျွန်တော်တို့ဒါစည်ရေးသုံးသက်ချက်အနေနဲ့ကတော့အသေးစားစီမံဆောင်ရွက်ဖို့လိုနေတယ်နော်အဲ့လောက်ပဲကျွန်တော်ပြောပြတယ်ကောင်းပါပြီကျွန်တော်ဒီနေ့အဲကျွန်တော်တို့နားလဲထားတော့အရသားတယောက်ပေါ့တာမန်အရသားတယောက်နေနဲ့နားလဲထားတော့စည်ရေးမြင်ကိုခုလက်ရှိအခြေအနေနဲ့သုံးသက်ပြီးတော့နော်ကျွန်တော်ပူပေါင်းပြီးတော့တင်ဆက်ပြခြင်းဖြစ်ပါတယ်အဲ့တော့ကျောင်းမြန်မာနိုင်ငံမှာ နှစ်ခုပဲရွေးစရာရှိတယ်စစ်တက်လက်နှက်ချမလားတပုံလက်နှက်ချမလားအဲ့တော့တပုံလက်နှက်ချရင်မြန်မာနိုင်ငံမှာစစ်ဆိုတာလုံးဝလုံးဝလုံးဝမရှိတော့စစ်တက်တာလက်နှက်ချလိုက်မယ်ဆိုမြန်မာနိုင်ငံလုံးဝမရှိတော့ဘူးမြန်မာနိုင်ငံမှာစစ်ပေါင်းနောက်ထပ်ယာနဲ့ချီဆက်ပေါ်လာမယ်အဲ့တော့အဲ့ဒီ theory အရကျွန်တော်တို့ကစစ်တက်နဲ့လုံးဝယက်တီရမှာဖြစ်တယ်ကျွန်တော်နိုင်ငံနဲ့တော့လည်းယက်တီရမှာဖြစ်တယ်ဒါကျွန်တော်ယုံကြည်ချက်ကြပါဘောနော်အဲ့တော့ မတို့စစ်တက်လက်နဲ့ချမလားတပုံလက်နဲ့ချမလားအဲတခုခုသာရွေးရွေးဖို့အတွက်ကော့ကိုသာရွေးကြပါလို့ပြောချင်ပါကျေးဇူးအများကြီးတင်ပါတယ်နော်